နောက်ထပ်မေးခွန်းတစ်ခုကတော့၄သိန်းရှိနေကဘာသသိန်းဆိုတာလူတွေကပြောတာပြောနေကြပြီမဲ့ဘာမှမသိဘူးဖြစ်နေပါအရှင်ဗျာ၄သိန်းရှိနေကဘာသသိန်းရဲ့အတိတ်ပဲဟုအရှင်ဗျာရှင်းပြပြီးတော့မူပါဘုံဘုံတရားဟောတဲ့အဲထဲမှာအများကြီးရှင်းပြပါတယ်မှန်ပါဗျာ၄သိန်းချေလို့၄အသိန်းချေဆိုတာကဘာနဲ့တွက်ပြီးတော့ပြောတဲ့စကားတစ်ခုပဲမှန်ပါဗျာအသိန်းချေရဆိုတာမရေမတွက်နိုင်တော့အောင်ကြာညောင်းပြီးတော့မှတ်တမ်းမရှိတော့အောင်ကြာညောင်းတဲ့ တိုင်းတာတစ်ခုအတင်ခြေလို့ခေါ်တာဘာကြောင့်လေးလို့ပြောရတယ်လဲဆိုလို့ရှိရင်ဂေါရမြတ်စွာဘုရားအလောင်းဟာဒီပင်ကရမြတ်စွာဘုရားရဲ့တက်ထက်မှာဗျာဒိတ်ခံခဲ့တယ်နော်မှန်ပါဗျာမှန်ပါဗျာဒီပင်ကရမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်မှာဘုရားဆက်ပြတ်သွားပြီးကဘာပေါင်းဘလောက်ကြာတယ်ဆိုတာဟိုအရေးအတွက်သတ်မှတ်ချက်ကိုမရှိလောက်အောင်ကြာခဲ့တယ်ဘုရားမဟုတ်ဘူးဒီပင်ကရမြတ်စွာဘုရားနဲ့နောက်ပိုင်းမှာ နောက်ပွင့်လာတဲ့ဖျားကကွန်တေညာဖျားလို့ခေါ်တယ်အဲဒီဒီပင်ကရာမြတ်စွာဘုရားနဲ့ကွန်တေညာဖျားချာမှာအရေးအတွက်မရှိတော့အောင်ကြာသည့်အတွက်ကြောင့်အဲ့ဒါကိုတစ်အသင်ချေလို့ယူဆနောက်တစ်ခါကွန်တေညာဖျားပွင့်ပြီးတဲ့နောက်မှာလည်းပဲအခုလိုအခါမျိုးကြုံရတယ်ဖျားမပွင့်မယ်နဲ့လေမှန်ပါဗျာမင်္ဂလာဖျားပွင့်တဲ့နောက်အဲ့ဒီဖျားနှစ်ဆူချာမှာလည်းပဲအရေးအတွက်ကိမဲ့လောက်အောင်ကြာကြောင်းလို့တစ်အသင်ချေဖျား24ဆူထဲမှာဒီ ဖရာတွေရဲ့အကြမ်းမှ၄ခါကြုံခဲ့တယ်အဲ့ဒါလို့မရေမတွက်နိုင်တော့အောင်အဲ့ဒါ၄ခါကြုံခဲ့သည့်အတွက်ကြောင့်၄အတင်ချေလို့ခေါ်တာတင်ပါဗျာနောက်ဆုံးပွင့်တော်မူတဲ့ဘုရုမုဒ္ဒရာမြတ်စွာဘုရားအဲ့ဒီဟိုရင်းပေါ့ဘုရုမုဒ္ဒရာမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်မှာကျတော့ကဘာတသိတင်ပါဗျာအဲ့နောက်မှာဖရာကိုးစုလားဘယ်လောက်လားပွင့်သေးတယ်တင်ပါဗျာကောရဝဖရာဖရာရိခန္ဓာ24စုရှိတယ် ်ပါဗျာပရိမုဒ္ဒရာမြတ်စွာဘုရားဒီကဘာကနေပြန်တွက်လိုက်ရင်ကဘာတသိန်းမြောက်မှာပွင့်တယ်မှန်ပါဗျာအဲ့ဒီဖရာရဲ့နောက်မှာတော့ရေတွက်လို့ရတဲ့ကဘာကတသိန်းရှေတွက်လို့မရတာက၄ခါကျုံတယ်လို့ဒီအသေးပဲမျိုးပြောတာအဲ့ဒါဆိုလို့ရှိရင်အသင်ချေဆိုတာတချို့လူတွေပြောသလိုတဲ့အနောက်မှာ၃ညာလုံး၁၂၀လောက်ပါဆိုတော့မဟုတ်ဘူးအဲ့ဒါကခဏအသင်ချေတယ်မှန်ပါဗျာခဏအသင်ချေဒီဟာတော့ countless ပေါ့တယ်မှန်ပါဗျာခဏနာတော့အသင်ခိယခဏနဲ့ရေတွက်လို့မရတဲ့အသင်ချေတာ မှန်ပါဗျာမှန်ပါဗျာတင်းအောင်တင်းချေဆိုတာ340ဆိုတာအဲ့ဒါဒီမှာဒါဟိုတဲ့တင်းချေပေါ့နော်ဒီမှာဗျာဘုံဂိမ့်နဲ့တင်းချေပေါ့ဒီမှာဗျာအဲ့ဒါဆိုလို့ရှိရင်ဖျားဖြစ်ဖို့အတွက်၄တင်းချေနဲ့ကဘာသိန်းကျင့်ရတယ်ဆိုတာဟုတ်ပါလားဗျာဟုတ်တယ်ဒါဖျားတဆူဖြစ်ဖို့ရအမတမခင်းနေဘာလို့တော့ဆိုရင်နိုင်ရှင်ကောင်းမနိုင်ရှင်ကောင်းစဉ်းစားကြည့်ပေါ့မှန်ပါဆရာဝန်တယောက်ဖြစ်ဖို့ပညာပဲနဲ့နေတင်ရတာအနည်းဆုံးတော့9နှစ်လောက်တော့တင်တင်ရအဲ့ဒါလို့ပေါ့ ဖျားဖြစ်ဖို့ဆိုတာတော့ကနေ့လုံးနဲ့ဖျားရမယ်ဆိုဖြစ်နေမှန်ပါဗျာအလုံးဟာဒီတည်ခြင်းမှုတွေတင်ကြမှုတွေဖျားဆိုတဲ့ပုဂ္ဂိုလ်လို့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာကနေ့ချင်းနဲ့ဖျားကဖြစ်သွားတဲ့ဆိုရင်ဒါမပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်နေမှန်ပါဗျာမှန်ပါ